ိုင်းနဲ့တကြောပြန်ဆက်ဆံရေးတင်းမာလာချိန်ကမ်ဘောဒီးယားဟာနေဆက်ကျေးရွာတစ်ခုကိုရွာလုံးကျွတ်ရှေ့ပြောင်းစေခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ23ရက်နေ့တုန်းကထိုင်းနဲ့ပိုင်ဆိုင်မှုအငင်းပွားနေရာနေဆက်တနေရာကကျေးရွာတစ်ခုရဲ့မိသားစု250လောက်ကိုနေဆက်နဲ့ကီလိုမီတာ30လောက်အကွာဗုဒ္ဓဘာသာဖျားကျောင်းတစ်ခုစီရွှေပြောင်းနေရာချပေးခဲ့တယ်လို့ကမ်ဘောဒီးယားအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။အထိမတန်ခင်တည့်ရက်မှာထိုင်းစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားရွာသားတို့အသေဆုံးကြတယ်လို့ကမ္ဘောဒီးယားကဆွဆွဲကြတာပါအခုသတင်းပတ်အစောပိုင်းတော့ကအနေဆက်တနေရာမှာမြေမြုပ်မိုင်းပေါက်ကွဲလို့ထိုင်းစစ်သား၂ယောက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပြီးကတည်းကနှစ်ဖက်တင်းမာမှုတွေတကြောပြန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်ထိုင်းကအဲ့ဒီမိုင်းဟာအပြစ်ရကာလနောက်ပိုင်းမှာကမ္ဘောဒီးယားကအသစ်ထပ်ပြီးထောင်ထားတာလို့ဆွဆွဲခဲ့ပါတယ်နောက်တော့နှစ်ဖက်တပ်တွေကြားပြစ်ခတ်မှုဖြစ်ပွားပြီးကမ္ဘောဒီးယားရွာသားတယောက်တေဆုံးတဲ့အထိပြဿနာတွေပိုရှုပ်ထွေးလာခဲ့ပါတယ် နိုဝင်ဘာလ17ရက်နေ့မှာတော့ကမ္ဘောဒီးယားနိုင်ငံအနောက်တောင်ဘက်ကပရီချန်ကျေးရွာရဲ့ရွာခံမိသားစု250ဝန်းကျင်အားလုံးကိုရွှေ့ပြောင်းပေးခဲ့ကြောင်းကျေးရွာအုပ်ချုပ်ရေးဌာနဒုတိယအကြီးအကဲကပြောကြားခဲ့ပါတယ်ရှင်။